အားလုံးပဲမင်္ဂလာပါ Inspire Myanmar Channel ကနေကြိုဆိုအပ်ပါတယ် Social Media ပေါ်က Inspire ဖြစ်စေတဲ့အကြောင်းအရာများကိုမျှဝေပေးတော့မှာဖြစ်တဲ့အတွက်မလွတ်တမ်းနားဆင်လို့ရအောင် Like Share Subscribe လုပ်ပေးချင်အပ်ရင်ဟာပီချပိုတဲ့တောင်းဆိုအပ်ပါတယ်ဒီတစ်ပတ်မှာကျတော့နှုတ်ဆက်ခြင်းအမှုပညာဆိုရက်အပီတဲ့ စစ်ခွာဖြစ်စေတဲ့အကြောင်းအရာကိုမြောက်ဝပြီးတော့မှဖြစ်ပါတယ်။နှုတ်ဆက်ခြင်းအမှုပညာအချင်းတတော်များများမှာမဖြည့်ရှင်းတာဟာဘုခန္တာမဟုတ်ပါဘူးအလေးကိုမထားချင်တာပါအချင်းတတော်များများမှာနှုတ်ဆက်နေတာဟာပြောစရာစကားမရှိလို့မဟုတ်ပါဘူးပြောတော့လည်းထူလာမှာမဟုတ်ပါအချင်းတတော်များများမှာအငြင်းမပွားတာဟာ ဒီခံစစ်ကောင်းလို့ပြောပါဘူးဒေါသဖြစ်ဖို့ကိုထိုက်တာလို့ပါလူဘဝကတူသားပါလေဒီဘဝမှာသူဆုံးတဲ့လူတွေနဲ့နောက်ဘဝမှာပြန်တွေ့ရဖို့အာမမခံနိုင်ပါဘူးကိုကိုကိုတိတ်တလုံးနဲ့မထင်ပါနဲ့တကယ်တော့တခြားသူလည်းမအားပါဘူးတခါတလေမှာ၃အချင်းဟန်ဆောင်တိုင်းသူတကယ်အားနေတာမဟုတ်ပါဘူး နှုတ်ဆက်ခြင်းအမှုပညာကိုသူနားလေလို့ပါငါကပါဠိဆိုတာအရေးမကြီးဘူးဘဒုကပါဆိုတာလည်းအရေးမကြီးဘူးရှင်တန်ချင်းကတာတံပိုးကြီးရဲ့မလိုအပ်တဲ့အရာတွေပေါ်အတိတ်မဖြုံးမိပါစေနဲ့ကိုယ်ဘဝထဲကိုလူတွေအများကြီးဖိတ်ဝင်စရာမလိုသလိုလူအများကိုယ်ကိုယ်တက်ဖို့ပေါ်လဲမမျော်လင့်ပါနဲ့တင့်ပေါ်နားလေနားမလေသူတွေကိုဖြစ်ရှင်းချက် ထုတ်နေစရာမလိုသလို တင့်အပေါ်နားလေသူတွေကတင့်ရဲ့အဖြစ်ရှင်းချက်တွေကိုမလိုပါဘူးဒီလောကမှာလူတိုင်းကိုယ့်ကိုနစ်တကြမှာမဟုတ်ဘူးတချို့ကတင့်ကိုအားကြတယ်တချို့ကတင့်ကိုမုန်းတယ်တချို့ကတင့်ကိုမနာလိုဘူးတချို့ကတင့်ကိုချစ်တယ်ဘဝဆိုတာဒီလိုပါပဲကိုယ်လောက်တမယလူတိုင်းကိုဂျင်းတ်စီမှာမဟုတ်ဘူး တခြားသူနစ်သက်လောက်အောင်လှောက်ဆောင်ရင်ကို့ငကူကိုမပြောက်ဆုံးပါစေနဲ့လူတိုင်းမှာကို့ခံယူချက်ကို့ယုံကြည်မှုတွေရှိကြတယ်ကို့ကိုယုံကြည်မှုကိုတဖို့ဖို့ပြောရင်တခြားသူရဲ့ယုံကြည်မှုကိုလည်းမနှင်းချေမိပါစေနဲ့တခြားသူရဲ့ပါဇက်ထဲကတင်ဟာစစ်မှန်တဲ့တင်မဟုတ်ပါဘူးကို့ကိုကိုယ်သာအကောင်းဆုံးလုပ်ပါကိုနစ်သက်တဲ့ကောင်းမွန်တဲ့အလုပ်ကိုလုပ်ပါတခြားသူရဲ့အကြည့်ကို give side နေစရာမလိုပါဘူးကိုလန်းကိုရှော့ကိုဆိုင်နဲ့ကိုနေပါတို့ပြောချင်တာကပြောပါစေကန်းချီကင်းချီများလို့တခြားသူစကားနားယောင်ပြီးကိုပေးချေလန်းဆလန်းရမမတိတော့တာမျိုးမဖြစ်ပါစေနဲ့ရှင်တန်နေတယ်ဆိုတာနဲ့အကောင်းဆုံးရှင်တန်မှုနေပဲဆက်လက်ရှင်တန်တော့ပါ